Good day to my fellow students. My name is Modu Chow. I'm here to discuss the topic of Unit 12 Grammar Relative Pronouns and Relative Adverbs. A re relative pronoun တွေကတော့ရှေ့မှာဆက်လို့ခဏခဏတော့ပါနေတာပဲပေါ့လေ WH တွေကိုပဲဒါအထူးပြုတဲ့ pronoun နေရာမှာပြန်လာပြီးတော့သုံးတဲ့အခါမှာဆိုတော့ဒါ relative pronoun ဆိုပြီးပြန်ပြီးတော့သုံးလာပဲဆိုတော့သူ့ကိုတော့မြန်မာစာမှာအဓိပ္ပာယ်ပြန်လို့ရှိရင်ဆိုတော့ဒါရိုက်အဓိပ္ပာယ်ပြန်မှုတော့ခတ်တာပေါ့နော်သူရဲ့အဓိကလုပ်တဲ့အလုပ်ဒီရှေ့က subject ကိုပြန်ညွှန်းပြီးတော့မှနောက်ကကြံတဲ့ phrase နဲ့ချိတ်ပေးတဲ့အလုပ်ကိုအဓိကလုပ်တာဖြစ်ပါတယ်ဆိုတော့ဘာသာပြန်ရတော့များသောအားဖြင့် relative pronoun တွေကိုထည့်ပြီးတော့ဘာသာပြန်လေးမရှိဘူးမြန်မာစာမှာကျတော့အဲ့ဒီ concept relative pronoun ဆိုတဲ့ concept မရှိတဲ့အခါမှာ ဆယ်လိုထည့်ပြီးတော့ဘာသာပြန်လို့တော့မရဘူးပေါ့နော်ဒါလေးတခုနားလည်ပို့လို့ရတယ်။အဲ့ relative pronoun ဒီမှာအဆုံးသူက instruction က identify the relative pronoun or the relative adverb in a sentence ။ sentence ကိုဒီစီမှာပါတဲ့ relative pronoun နဲ့ relative adverb ကိုရှာပေးပါဆိုဆယ်လိုစပြီးတော့ရှာလိုက်အောင်ဆိုတော့ number 1မှာ who ကိုတွေ့ပြီးသူပေးထားပြီးသား။ number 2မှာဆယ်လိုဆယ်လိုက that ကိုတွားပြီးတော့တွေ့ပြန်တယ်။ number 3မှာဆိုလို့ရှိရင်ဆယ်လိုဒီ where ကိုတွားပြီးတော့တွေ့ ဘာလို့ဆရာကအဲ့ဒါတွေကို relative pronoun လို့တက်အပ်ပြောနိုင်ရတာလဲဆိုလို့ရှိရင်သူတို့လုပ်နေတဲ့အလုပ်ကိုဆရာတို့ကြည့်တဲ့အခါမှာသူ့ရှိက noun ကို ပြန်ပြီးတော့မှညွှန်ပြထားတယ်။သူ့ရှိက noun ကို ပြန်ပြီးတော့မှညွှန်ပြထားတယ်။သူ့ရှိက noun ကိုပြန်ပြီးတော့မှညွှန်ပြထားတာ။ဒါကြောင့်မလို့သူ့ရှိက noun ကိုပြန်ညွှန်းတဲ့အလုပ်ကိုလုပ်နေလို့ relative pronoun လို့ဆရာကပြောခြင်းဖြစ်တယ်။သူ့ရဲ့အဓိက အလုပ်ကဘာလဲဆိုဒီရှိက noun ဒီရှေ့ကနောင်းတယ်ဒီနောက်က phrase နဲ့ကို join ပြီးဒီအလုပ်ကိုလုပ်တာဖြစ်တယ်ဒီမှာဆိုရင် relative pronoun who မပါဘဲနဲ့ဒီ people နဲ့ are from different religious background နဲ့ people are from religious different religious background ဒါဘလို့မှဆက်ဆက်ဆက်လို့မရဘူးဖြစ်နေတယ်ဒါကိုဆက်လို့ရအောင်ဆိုရက pronoun ဖြစ်တယ် who ကိုလာပြီးတော့မှထည့်ပေးလိုက်တဲ့သဘောပဲဆိုတော့သူရဲ့ second instruction ဒီ underline the noun the ish relative pronoun or relative adverb refers to refer လုပ်တဲ့ noun ကို underline လုပ်ပြီးပါဆိုတော့ဒီမှာ discipline ပေါ့သူ refer လုပ်တဲ့ဟာဆိုလို့ရှိရင် word ပေါ့ဒါမှမဟုတ်လဲပုံပြီး specific ဖြစ်ချင်တယ်ဆိုရင် a better word ပေါ့ဒါပါပဲဟုတ်ပြီဆရာတို့ဆက်ပြီးတော့ကြည့်ကြရအောင် relative pronoun as subject and object so relative pronoun subject နေရာမှာလည်းသုံးလို့ရတယ် object နေရာမှာလည်းသုံးလို့ရတယ် the most common relative pronouns are who, whom, whose, which, that. ဆိုတော့ wh မှာသုံးတဲ့ဟာလေး plus that ပေါ့။ဒါသည် common အဖြစ်ဆုံးတွေ့ရအများဆုံး relative pronoun တွေဖြစ်တယ်။ relative pronouns introduce relative clauses. ဆိုတော့ relative pronoun ပါတဲ့စကားစု clause ကိုဆရာတို့ဘာလို့ခေါ်လဲ? relative clause လို့ခေါ်တယ်။ a relative pronoun can be the subject or object of a relative clause a relative clause ကိုဆက်လို့ကြည့်မယ်ဆိုအဲ့ဒီမှာပါတယ် relative pronoun ဒီ subject နဲ့တွဲရလည်းဖြစ်နိုင်တယ် object နဲ့တွဲနေရလည်းဖြစ်နိုင်တယ်သူဒီမှာ example ပြထားတယ် the man who came to the house left flowers for you ဒီအိမ်ကိုလာတဲ့သူကမင်းအတွက်ပန်းနေထားခဲ့တယ်အဲ့တော့ in example 1 example 1မှာဆိုလို့ရှိရင် the relative pronoun who အဲ့ဒီမှာတုံးရတဲ့ who ဒီ ဘသူ့ကိုထောက်တာလဲဆိုသူ့ရဲ့ရှေ့က subject ဖြစ်တဲ့ the man ကိုထောက်ထားတာဖြစ်တဲ့ကြောင့်မလို့ who came the house အိမ်ကိုလာတဲ့အမျိုးသားဒီဟာကိုထောက်ထားဖြစ်တဲ့ကြောင့်သူဒီ subject သဘောလို့ဆိုတော့ကပြောလို့ရတယ် I don't know the man whom I met at the gate ငါ gate မှာတွေ့ခဲ့တဲ့အမျိုးသားကိုငါမသိဘူးเนาะဒီမှာငါ gate မှာတွေ့ခဲ့တဲ့အမျိုးသားတကားဝမှာတွေ့ခဲ့တဲ့အမျိုးသားကိုငါမသိဘူး So အဲ့ဒီမှာ whom the ူတွေ့ခဲ့တဲ့အမျိုးသားအတွေ့ခံရတဲ့အမျိုးသား object ကိုထောက်ထားတာ example 2မှာ relative pronoun whom the object of the relative clause အဲ့ဒီ clause ရဲ့ object ဖြစ်တဲ့အတွေ့ခံရတဲ့လူ whom i met at the gate ငါ gate မှာတွေ့ခဲ့တဲ့လူ gate မှာအတွေ့ခံရတဲ့လူကိုထောက်ထားတော့သူဒီ object သဘောဆောင်တယ်ဆိုတော့ဒီမှာအဓိကပြောချင်တာကဘလို့အရာတွေက relative pronoun လဲ wh တွေ who whom whose which that kind of things and plus that ပြီးတော့သူတို့ကိုစကြနေရာမှာလည်းထားသုံးလို့ရတယ်။ object နေရာမှာလည်းတွဲပြီးတော့သုံးလို့ရတယ်။ဒါကိုနားလည်စစ်ချင်တာဖြစ်ပါတယ်။ PP ဆိုတာ relative adverbs အကြောင်းကိုထပ်ပြီးတော့ရှင်းတယ်။ရှင်းရှင်းလေးပဲလေ noun ကိုအထူးပြုရင် pronoun ဖြစ်မယ်။ verb ကိုအထူးပြုရင် adverb ဖြစ်မယ်။ခုနကစက်လုံးနေပဲ wh တွေပဲ။ဒါမှမဟုတ် noun ကိုအထူးပြုတော့ဆက်ရ pronoun လို့ခေါ်ခဲ့တယ်။ verb ကိုလာတွဲရင် adverb လို့ခေါ်မှာပဲလေ။ fashion မတူတဲ့အခါမှာဆက်ရခေါ်ရနေမယ်လေးပဲပြောင်းသွားတာ။ အတိတ်ပဲလဲပဲဆရာတို့ထည့်ပြီးတော့ပြန်လို့မရဘူးညှိုးနာလဲပဲအတူတူပဲညှိုးနဲ့ဆက်လုံးမတူလို့ညှိုးနဲ့ဆက်လုံးချင်းမတူတဲ့အခါမှာခေါ်တဲ့နာမည်ပြောင်းသွားတာနောင်ကိုညှိုးလို့ပြောနောင်လို့ခေါ်တယ် verb ကိုညှိုးလို့ဆိုတော့ adverb လို့ခေါ်တာပဲအဲ့မှာဆိုလို့ရှိရင် common ဖြစ်တာက where when why အဲ့ဒီသုံးခုတည်း common အဖြစ်ဆုံးပဲတွေ့ရအများဆုံးပဲ This is the village where I was born. Village where i was born very ဆိုတော့ဒီ shape of verb နဲ့ i was born ဆိုတော့က phrase နဲ့ဆက်ပြီးတာဒီ where ဆိုတဲ့ relative adverb ကဆက်ပြီးတာအ where ဒီ introduce adjective clause describing a place နော်ဒီမှာနေရာဆိုတဲ့ဟာတော့အဓိကပြောချင်တာဖြစ်တယ် this is the season one roses bloom အော်ဒီဟာဒီနေ့စီပိုင်းနေပွင့်တဲ့ရာသီပေါ့ဒီရာသီอ่ะ အဲ့မှာ when the introduce an adjective clause describing time အချိန်ကိုပြတဲ့ adjective clause ကိုဆက်ပေးတာ I do not know the reason why he left early ဘာလို့သူစောစောထွက်သွားလဲဆိုတဲ့အကြောင်းချက်ကငါမသိဘူးဆိုတော့အဲ့မှာ why the adjective clause ကိုဖြစ်တဲ့ reason ပေါ့ reason ကိုသူကထောက်ပြတာဒီမှာကျတော့သူဒီနေရာတွေကိုထောက်ပြတယ်အချိန်တွေကိုထောက်ပြတယ် reason တွေကိုထောက်ပြတယ်သူ့ရှေ့က noun ကိုထောက်ပြတဲ့အလုပ်ကို မလုပ်တော့တာဘာကြောင့်မလို့ဆရာတို့ relative adverb လို့ခေါ်ခြင်းဖြစ်တယ် သူဒီ pronoun အလုပ်ကိုမလုပ်တော့ဘဲနဲ့ affect အလုပ်ကိုလုပ်နေတာပဲ။အားကြောင့်လို့ဆက်တော့ relative affect လို့ခေါ်တာဒီစလုံးနေပဲ။သူ့ရဲ့ function ကွာသွားတယ်။သူထောက်တဲ့အနေအားကွာသွားတယ်။သူ့ရဲ့ function ကွာသွားတယ်။နော် verb ကိုထောက်တယ် affect ဖြစ်မှာပဲ။ adjective ကိုလာထောက်လဲပဲ affect ဖြစ်မှာပဲ။ adverb ကိုလာထောက်လဲပဲ affect ဖြစ်မှာပဲ။ noun ကိုထောက်ရင်လည်းဆက်တော့ pronoun လို့ခေါ်ပြီးဒါပဲ။အဲ့တော့ဒါကိုနားလည်ပြီးဆိုလို့ရှိရင် zero dim exercise လေးဆက်ပြီးတော့လုပ်ပါမယ် complete the task with suitable relative pronouns or relative adverbs အဲ့တော့ဒီမှာ test တစ်ခုစာပိုက်တစ်ခုပေးထားတယ်တကြံပွဲကြောင့်မြန်မာရေးသပင်ပွဲကြောင့်စာပိုက်ပေးထားတယ်ဆိုအဲ့စာပိုက်မှာလိုအပ်တဲ့ relative pronoun တွေ relative adverb တွေကိုစဉ်းစားပြီးတော့မှဆက်လို့အတူတူထည့်ကြည့်အောင်မြန်မာ is full of very colorful festivals မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ရောင်သွေးစုံနေတဲ့ပွဲတော်တွေအပြည့်ပါပဲဆိုတော့ festivals that are all year round ။နောက်ဘာလို့လဲဆိုတော့ဆရာတို့ကရှေ့မှာဆရာတို့ရှေ့ရ unit တွေမှာ relative pronoun တွေတုံးတဲ့အခါမှာဘလို့ခွဲချမ်းစိတ်ဖြာပြီးတော့တုံးအောင်လဲဆရာပြောခဲ့ပြီးသားလူဆိုဟူးနဲ့တုံးပါမယ်။ပစ္စည်းဆိုရင် လူမဟုတ်တဲ့ abstract တွေဒါမှမဟုတ်ပစ္စည်းတွေဆိုရင်တန်းနဲ့တုံးပါမယ်။အချိန်ပြောချင်ဟွားနဲ့တုံးမယ်။နေရာကိုပြောချင်လို့ရှင်ဝိုင်းနဲ့တုံးမယ်။ဒါပဲ။နော်လူကိုပြောချင်ဟူးနဲ့တုံးမယ်။အဲ့မှာမှလူက object ဖြစ်နေ home နဲ့တုံးမယ်။အများကြီးတဲ့တစ်ခုကိုယူရင် wish နဲ့တုံးမယ်။ wh တုံးတဲ့နီးလန်နဲ့အတူတူပဲ။ ဒါကြောင့်ဆရာတို့ဓာတ်နဲ့တောင်းလာဖြစ်သွားတာပေါ့ဒါတော့ all year round တစ်လလုံးတွေ့ရတဲ့အယောင်သွေးဆောင်နေတဲ့ပွဲတော်တွေအများကြီးပါပဲမြန်မာနိုင်ငံမှာ one of them is myanmar new year festival အဲ့ဒါတခုကတော့မြန်မာနှစ်တကူပွဲတော်ပဲ people celebrate the festival by pouring water at one another တော်တော်တယောက်ရည်ရည်လောင်းကြရင်လည်းဒီပွဲတော်ကိုပုံမှန်ဆင်နွှဲကြတယ် this is the reason reason ဆိုတော့အကြောင်းပြချက် why နဲ့ပဲဆက်လို့တွေ့ရမှာပေါ့ why it is known as water festival or tenja ဒါကြောင့်မလို့လိုတက်တဲ့တယောက်ကြီးတွေလောင်းကြလို့ဒါသူ့ကိုတင်းကြံပွဲ water festival လို့ခေါ်တာ by splashing water at one another တင်းတဲ့တယောက်ကြီးတွေပတ်ကြရင်ね people believe that the water washes away their sins and impurities သူတို့ရဲ့မကောင်းမှုတွေသူတို့ရဲ့အညစ်အကြေးတွေဆင်ခြင်သွားပြီလို့ယုံကြည်ကြတယ် it's a traditional festival ဒါသည်ရိုးရာပွဲတော်တစ်ခုဖြစ်တယ် that people celebrate over a period of 4 or 5 days in a month of the go April by Gregorian calendar တကူလအင်္ဂလိပ် calendar Gregorian calendar နဲ့ပြောမယ်ဆိုလို့ရှိရင် April လမှာကျင်းပါတယ်၄ရက်သုံးမဟုတ်၅ရက်ကြာတယ်ယထာနှစ်ဆိုရင်၅ရက်ကြာမှာပေါ့ယထာနှစ်မဟုတ်ရင်၄ရက်ကြာမှာပေါ့ pavilions pavilion ဆိုတော့မြန်မာလိုပြောရင် mandap ပါပဲเนาะ pavilion ဆိုတော့ mandap ဆိုတော့ almost everywhere နေရာတိုင်းမှာ mandap တွေတွေ့နိုင်တယ် from small villages to big city ရွာသေးသေးလေးတွေကနေမြို့ကြီးတွေအထိ mandap တွေတွေ့နိုင်တယ် တကယ်အထံဘူးရီဝါတာစပရင်စတေရှင်နော်ဒါကတော့ယာယီစောက်ထားတဲ့မန်ဒက်တွေပေါ့လေအဲ့မှာဆိုရေဒီပတ်ကြတဲ့နေရာလေးပေါ့နော်စတေရှင်နေရာဖြစ်တော့တကြောင်မလို့ဝဲဖြစ်သွားပြီပေါ့ဝဲ people go round by bikes by bullet cars or open top jeeps စပိန်နင်းသွားလေကြတယ်နွားလဲတွေ bullet cars နွားလဲတွေနဲ့သွားလေကြတယ် open top jeeps ဂျကားတွေအမိုးတွေဖွင့်ပြီးတော့မှသွားပြီးတော့လဲကြတယ် people who are young or old have fun throughout the country ဆိုတော့ လူကိုပြောတာဖြစ်တဲ့ကြဆက်တော့ဟူးနဲ့ပြန်ပြီးတော့ညွန်ပြီးခြေတီဖြစ်စေငယ်တီဖြစ်စေလူတိုင်းဟာနောက်တစ်လိုင်းကလုံးဝရှိတဲ့လူတိုင်းဟာဒီပွဲတော်မှာပြပြရှိရှိနဲ့ပါဝင်ဆင်နွှဲကြတယ် in this time of a year ဒီလားဒီနှစ်ရဲ့ဒီအချိန်ဆိုတော့အချိန်ဆိုတော့ဆက်တော့1နဲ့ညွန်မယ်1 paper 2 many goodies together အဒီအချိန်မှာဆိုလို့ရှိရင်လူတွေကအကောင်းမှုကုသိုလ်တွေလုပ်ကြတယ် keeping sabbath ဥပုသ်ဆောင်တယ် clean the floor of a pagoda or a temple ဖျားချောင်းကန်ဒီရဲ့ ကျမ်းပြင်တွေကိုတန်ရှင်းလုပ်ပြီးတယ် Washing Health Elderly People and Cutting Their Nails ဥကြီးသူမတွေကိုခေါင်းရှောက်ပြီးတယ်လက်သေးတွေညှက်ပြီးတယ်ဆိုတော့ဒီလိုကောင်းမှုကုသိုလ်တွေလုပ်ကြတဲ့ကာလပေါ့ Some offer food or drinks to anyone who goes by အချို့တွေကျတော့အိုင်နာကဖြတ်သားဖြတ်လာလူတွေအကုန်လုံးကိုစားစရာတွေပေးတယ်တောက်စရာတွေပေးတယ်ညီမတွေပြောတော့ street အကျွေးတွေပေါ့ There is also custom in Myanmar to release fish, birds, cow, etc. အဒီကာလမှာပဲငါးလေးနှစ်တည်း နွားတွေလွတ်တဲ့ဒလေးလည်းရှိတယ်ဘေးမဲ့လွတ်တဲ့ဒလေးရှိတာပေါ့နော် people all over myanmar welcome the new year wishing each other longevity prosperity serenity တောင်းတရ longevity အသက်ရှိပါစေ prosperity ချမ်းသာကျော်ရွှားပါစေ serenity အေးချမ်းပါစေဒလေးရွေချက်တွေနဲ့ဒီပွဲတော်ကိုအတူတကွာပုံဝင်ဆင်းရဲပြီးတော့အတူတကွာဆူတောင်းပေးကြလေးရှိပါတယ်ပြီးရင်နံပါတ်6နံပါတ်6မှာဆို sentence နှစ်ခုပေးလာတယ်အဲ sentence နှစ်ခုကို relative pronoun ဒါမှမဟုတ် relative adverb သုံးပြီးတော့ဆက်ပေးရမှာ Nestle is a multinational food manufacturer Nestle သည်နိုင်ငံတကာစားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တယ် It produces dairy products နှုတ်ထွက်ပစ္စည်းတွေထုတ်တယ် coffee တွေထုတ်တယ် confectionery ဆိုတဲ့တခြားအလုံးတို့အချိုတို့လိုဟာတွေပေါ့နော်ဆိုတော့ဆရာတို့အဲ့နှစ်ခုကိုဆက်ကြည့်မယ် Nestle is a multinational food manufacturer ကုမ္ပဏီဖြစ်တယ်လူမဟုတ်တဲ့ဆရာတို့တန်းနေဆက်လို့ရတယ် That produces it မလို့တော့ဘူးလေ it နေရာမှာဆရာတို့ pronoun that ဝင်လာပြီ that produces dairy products, coffee, and confectionery တို့လိုဖြစ်သွားမယ်။ Patain tea is a beautiful Myanmar traditional parasol. Patain tea ဆိုတာလှပတဲ့မြမရိုးရာနေကာပစ္စည်းပါရာဆိုဆိုတာနေကာပစ္စည်းကိုပြောတာ။နေအောင်ကာဝယ်တဲ့ပစ္စည်းဖြစ်တယ်။ Many foreigners buy it as a souvenir. Foreigner များစုကဒါကိုလက်ဆောင်နေနဲ့ဝယ်ကြတယ်။ Patain tea is a beautiful Myanmar traditional parasol. အဲ့တော့နောက်ကစာချုပ်နဲ့ဆက်တဲ့အခါမှာ ဆယ်တို့ကပစ္စည်းတွေအများကြီးရှိတဲ့ထဲမှာပတိန်ထီးအကြောင်းပြောတာဆိုတော့ wish နဲ့ဆက်ချင်လဲရတယ် wish many foreigners buy it as a souvenir တို့လိုဖြစ်သွားမယ်ဒီပုံစံတိုင်းပဲဆယ်တို့အောက်မှာငါးပုတ်ရှိတယ်ဆိုတော့ဒါလေးကြီးဆက်ပြီးတော့ဖြေမယ်ပြီးတော့ရင်ခုနကပုံစံတိုင်းပဲဆက်ထပ်ပြီးတော့မလုပ်ပြီးတော့သူကဒီခါမှာ bracket မပေးထားတာခုနက bracket မပေးကိုကြိုက်လိုက်တဲ့ဒီမှာ bracket ပေးထားတယ်ဒါပဲကြောက်အောင်မယ်ဆိုတော့ခုနကပုံစံတိုင်းပဲခုနက example တိုင်းပဲဒါလေးကိုဆက်ပြီးတော့ဖြေကြည့်မယ် ဒီသင်ခန်းစာကိုနားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်။ဒါဆိုရင်မျိုးကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။